်မိင်္ဂလာပါဒီပေါ့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ PUI မျိုးဆက်ပွားကျမ်းမာရေးစင်တာရဲ့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ podcast ခန်းကဏ္ဍကနေပြီးတော့လည်းကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမျိုးဆက်ပွားကျမ်းမာရေးဆိုတာအမျိုးသားတွေရောအမျိုးသမီးတွေပါတိထားတင်တာမို့လို့အဲ့ဒီအခြေကနေပြီးတော့မှအမျိုးသားတွေမှာအဖြစ်များတဲ့မျိုးဆက်ပွားကျမ်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေကဘာတွေရှိလဲဆိုတာကိုပြောပြပေးသွားပါမယ် ထမဦးဆုံးအမျိုးသားတွေမှာအဖြစ်များတဲ့မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေကိုဘာဖြစ်လို့သိထားသင့်တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးတော့ပါမယ်။ကျွန်တော်တို့အနေနဲ့အမျိုးသားတွေမှာအဖြစ်များတဲ့မျိုးဆက်ပွားကျန်းမာရေးနဲ့ဆိုင်တဲ့ပြဿနာတွေအကြောင်းကိုတည်တည်ချာချာလေးနားလည်ထားမယ်ဆိုလို့ရှိရင်ကြိုတင်ကာကွယ်တဲ့နေရာမှာပဲဖြစ်ဖြစ်ကုသတဲ့နေရာမှာပဲဖြစ်ဖြစ် များစွာအထောက်အကူပြုနိုင်ပါတယ်။နောက်တစ်ခုကတော့အဆိုပါပြဿနာတွေကိုတိရှိထားမယ်ဆိုလို့ရှိရင် မိမိတို့ရဲ့အိမ်တော်ကြီးဘဝကိုလည်းပျော်ပျော်ရွှင်ရွှင်နဲ့ဖျက်သန်းနိုင်မှာပဲဖြစ်ပါတယ်။ကဲဒီတော့အမျိုးသားတွေမှာအဖြစ်များတဲ့မျိုးဆက်ဘဝကျန်းမာရေးပြဿနာတွေအကြောင်းကိုဆက်ပြောပြလိုက်အောင်။ဖြစ်ပေါ်နိုင်တဲ့ပြဿနာတွေကတော့လေအိမ်ကထောင်မနိုင်စွမ်းချို့ယွင်းခြင်း၊တနည်းအားဖြင့်ပန်းတည်ပန်းညူယောဂါလို့လည်းခေါ်ဆိုလို့ရပါတယ်။ဆက်လက်ပြီးတော့အမျိုးသားတုတ်လွတ်စောခြင်းဒါမှမဟုတ် အမျိုးသားတုပ်ဘူးဆိုင်ရာပြဿနာတွေဥပမာအဖြစ်တုပ်ကောင်အီအတွက်နေခြင်းတုပ်ကောင်ပုံသဏ္ဍာန်မမှန်ခြင်းနဲ့တုပ်ကောင်ယူရှာမှုမမှန်ခြင်းတို့လည်းဖြစ်ပေါ်နိုင်ပါတယ်ဆက်လက်ပြီးတော့ကူးစက်ယောဂါတွေဖြစ်ကြတယ်ခုခံအားကျဆင်းမှုယောဂါအပါအဝင်တခြားလိမ္မာတဆင်ကူးစက်တတ်တဲ့ဆစ်ဖလက်စီးပူညောင်းကြအသေးအောင်သဝါပီနဲ့လိင်ငါရည်ုံတို့လည်းဖြစ်ပေါ်နိုင်ပါတယ်ဆက်လက်ပြီးတော့ Pelvic Inflammatory Disease PID လို့ခေါ်တဲ့နာတာရှည် မျိုးပွားအင်္ဂါရောင်ရမ်းတာတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ဆက်လက်ပြီးတော့ကင်ဆာယောဂါတွေဖြစ်တဲ့ကက်ပယ်အိတ်ကင်ဆာ၊လိန်တန်ကင်ဆာတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ပြီးတော့လူပြိုဖော်ဝင်ခြင်းနဲ့ဆက်စပ်တဲ့ပြဿနာတွေဖြစ်တဲ့လူပြိုဖော်ဝင်တာဆိုတာဒါမှမဟုတ်နောက်ကျတာတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ဆက်လက်ပြီးတော့ဟော်မုန်းမညီမျှရင်းဆိုင်ရာပြဿနာတွေဥပမာအဖြစ်တက်စတိုစတီရောလို့ခေါ်တဲ့ကြားဟော်မုန်းနည်းနေတာတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ဆက်လက်ပြီးတော့ ။မွေးရပါလင်းအင်္ဂါတဝိုက်မှာအနေထားမမှန်တာတွေမျိုးရိုးဗီဇဆိုင်ရာယောဂတွေလည်းဖြစ်ပေါ်နိုင်ပါလေ။ကျွန်တော်တို့အတွေ့ရများတဲ့စီကျိတ်ကြီးတာတွေစီကျိတ်ရောင်ရမ်းတာတွေအပြင်လင်းအင်္ဂါတဝိုက်မှာကြီးခိုက်ထန်ရာရရှိမှုတွေလည်းဖြစ်ပေါ်နိုင်ပါသေးတယ်။ကဲဒီတော့မျိုးသားတွေမှာဖြစ်များတဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာယောဂတွေကိုပြည်ပစုံနဲ့တရှိသွားတဲ့ပြင်ကျွန်တော်တို့ကလည်းနောက်လာမယ့် podcast တွေမှာအပေါ်မှာပြောပြခဲ့တဲ့ပြဿနာတွေတခုချင်းစီအကြောင်းကိုတည်တည်ချာချာလေးရှင်းပြဆွေးနွေးပေးသွားမှာဆိုတော့တငယ်ချင်းတို့အနေနဲ့လည်းမိတ်တခြားမိတ်ဆွေတငယ်ချင်းတွေကိုတရှိသွားစေဖို့အတွက်လည်းဝိုင်းဝန်း share ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။